ိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီအိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ဘနတောင်းတန်အင်းကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းလာရောင်းထားလည်းမတွေ့သေးဘူးနော် ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အဲ့စုမဲမိန်းမတွေပြေးတာတခါလဲမှုံနေတာပဲနော်အမှုဖွင့်လဲဖွင့် ဲ့တော့အမှုတွေလည်းဖွင့်ကျမတော်မှာအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှမဖွင့်တော့ဘူးနော်မန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာအမှုဖွင့်တော့ရှေ့နေကလေ3150ပေးရတယ်မိတ်တင်ရဲ့နာမည်ကိုသူထုတ်ဖော်ပြီးမပြောရဘူးလေနော်ကျမဖြစ်မှာပေါ့နော်ပြောချင်မိတ်တင်ရဲ့နာမည်ကိုနော်နာမည်တက်ပြီးတော့ပြောပေါ့နော်အဲ့တော့နာမည်တက်ပြီးတော့မပြောရတဲ့ပေါ့နော်သူ့လိုသူ့လိုပေါ့နော်သူများအကြောင်းပြောမှာ ထမင်းစားရမဲ့သူမျိုးမိတ်တယ်ကဘာလို့သူ့ပြိုင်ပြီးဖြစ်နေမှာလဲမဖြစ်တော့ဘူးမိတ်ပြန်เนาะကိုဖြစ်လိုက်ရင်ကိုကလူဆိုးဖြစ်တယ်အဲ့တော့ကိုကလူဆိုးအဖြစ်မခံတော့ဘူးเนาะ तू မပြော तू တောင်ကိုနာမည်ကိုတက်ပြီးမပြောရဲလို့เนาะမပြောတာကိုကိုကသူ့ဘာလို့ပြောနေတော့မှာလဲเนาะတတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင် တတိကျကျထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတင်ဆက်မှုဟာမကြသေးမီကလူမှုကွန်ရက်ပေါ်မှာခရက်ရိုက်ခတ်ခဲ့တဲ့နာမည်ကြီးလုပ်ငန်းရှင်နှစ်ဦးရဲ့အငင်းပွားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်အိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှ ဟာအိမ်မဲကတော့ဖြွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လား သိန်းဘဏ္ဍာတိုင်အင်းကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းမှရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲချဲသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အဲ့စုမဲမိန်းမတွေပြေးတာ တခါတည်းကိုမှုံနေတာပဲနော်အမှုဖွင့်လဲဖွင့်အဲ့တော့အမှုတွေလဲဖွင့်ကျမတော်မှာအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှမဖွင့်တော့ဘူးနော်မန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာ အမှုဖွင့်တော့ရှေ့နေကလေ3190ပေးရတယ်အဲ့ဒီခစ်က3190ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျမကိုခေါ်ပြတယ်ဟိုမားနဲ့အချုပ်ထဲကိုထည့်ထားပြီးပြီလေဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျမတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရရရင်ဒီဟိုအဲ့ပြည့်မှုကျွလုံးနဲ့မိန်းမရေဘလိုတွ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 ေဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမနော်အဲ့ရှေ့နေရလဲဆက်သွယ်လို့ကိုမရတော့ဘူး နော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ပေါ့ရှေ့နေရလဲတခါတည်းကိုဘယ်လိုဘယ်လိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့အခါ friend ဖြစ်ထားတာဟိုပစ္စတိုတနက်ကိုစပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေ့ညာလို့ဖြစ်တဲ့တွေ့ဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားပြီလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူ့လည်းကျမပြောတယ်ကျမအမှုမလိုက်သေးနိုင်လို့ရှင်လေကျမရှေ့နေကပြန်ပြီး3,800ဆိုတာနည်းတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက တခါနဲ့ तू ကတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့တွေညာလို့ဖြစ်တဲ့တွေပြောတော့ကိုကလည်းကို့ပစံနဲ့ကိုသီလာမတောင်းရဲတော့ဘူးမတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှိနေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန်နာပြစီရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ ဲ့ဒီနေကကျမလည်းဘာမှမဟုတ်မှမဖွင့်တော့ကဲနေပလိစီတော့လေရှေ့နေကဘာထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလေဒီလိုပဲပေါ့ကျမလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြဘူးစာချုပ်စာရဲလည်းခိုင်ခိုင်မာမာလည်းမရှိဘူးလေသူ့တဲကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးရရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့ချိန်မှာအဲ့လိုကလင်ကကြစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနှဲစာတွေအလန်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် တတိထားဖို့ဘက်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝင်နဲ့အဲ့ဒါတွေလေသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျွန်တော်တို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်မူးလားသိမ်းပနတောင်းနိုင်အိမ်ကိုဒီမှာငွေသတောင်းနဲ့ငွေသသိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်းလား ရောင်းလာရင်ရောင်းနေတာနော်ကားမဲတွေနှစ်သိန်းကိုသုံးသိန်းလို့ရှိရယ် Land Cruiser တွေကျွန်မခဏခဏတွေ့တယ်နော်ချေးသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လာအေးပေါက်သွားတဲ့သူတွေ့လာသုံးလုံးတော့မှကျွန်တော်တို့လွယ်လွယ်ကူကူနဲ့မပေါက်ချေးထွင်းတော့အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားချင်းထွင်းတော့ဘဝမပြတ်ဘူးအားတစ်ခါနဲ့အဲဒီလိုမျိုးဟိုငွေ900ဘိုးတစ်ထောင်ဘိုးထိုးလို့ရသေးတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲ မလုံးနဲ့အခုရွှေစုစာအုပ်ဆိုပြီးတော့မှပေါ်လာပြန်ပြီရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုရဲ့ချွေးနှဲစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေးအောင်ငါရွှေလည်းပေးဆိုတော့ပြေးရောမပေးနိုင်ဘာလို့မလဲဒီဖြစ်ရောဖြစ်မယ်ဖြစ်မယ်เนาะဘက်တော့မှအဲ့ဒါတွေမလုံးမိစင်နဲ့ကျမတို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလို့မှလဲเนาะ မကျွန်ငယ်မှာဒီလိုမျိုးအတိနဲ့တိရတဲ့ဟာဘလောက်တန်ဖိုးရှိလဲဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာ training စာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှိရင်ဒီလိုမျိုးတိကြိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများသလဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့အမလေးပတ်စံသသိန်းနဲ့ဘာမှမဖြစ်ဘူးခင်ငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပတ်စံနှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘော နော်အဲ့လိုမျိုးဆိုရင်တော့သဘောနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းနေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လေလေကျွန်မဒီဒီဟာရင်းဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျွန်မတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကဆဲကြမယ်ဆိုကြမယ်ဒီဒီလူတန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်မယ်တတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဒါတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တစ်မျိုးပဲသူများစီးစိမ်ဥစ္စာကိုတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တယ်နော်အခုခေါင်းစဉ်တက်လာပြီဒါတက်ဆိုင်ရလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ွက်ထဲတွေမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ ဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာ ကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကို အသိပညာဗဟုသုတကြွယ်ဝဖို့လိုတယ်၊သိဖို့လိုတယ်။ငွေစုချင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ် ကျမတို့ပုဂ္ဂလိကဘန်နေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဘန်နေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲနိုင်ငံအဆင့်ဖွင့်ထားတဲ့ဘန်နေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာရင်းနဲ့လုံသေးတာလीဘန်ကိုမယုံလို့ပတ်သက်မစူဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်သေးထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါရဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူး မရှိခဲ့ဘူးလားဆိုတော့ကျမတို့ဟိုအရင်တုန်းကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့ဘူးလေဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဘန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျမတို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွင်ရွှေစွစာအုပ်လောက်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းတယ်ဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ် အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်နေကြည်ပဲ90ရာခိုင်နှုန်းလိန်မှာအေးမမကန်ကန်နဲ့စုမဲနည်းနည်းလေးလူနေစုနဲ့မမကန်ကန်နဲ့ချိနိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတယ်ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်တဲ့သူကရောင်းနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။သူက၁၀ရောက်မဲကင်နေဆိုပါစို့ ငါးယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့ငါးယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီငါးယောက်စာသူငါနောက်ငါးယောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လားအဲ့ဒီကြောင့်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယော်နိုင်ဘူးရှေ့ကလူတွေထည့်မှရမယ်ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမရဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးတတိထားဖို့လိုတယ်နော်။သိလား။ကျမ အလုံးစုံတရာရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်60ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးနော်ခြေနိုင်လက်နိုင်နဲ့ဆင်ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မစိုးလို့ဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလည်းအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုရဲလိန်နီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူးအဲ့ဒီလိန်နီးနေပဲအဲ့ဒီလူတွေကပြန်လိန်လာပဲ အဲ့ဒီလိန်ကြီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့အတိုင်းကတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲကေပေးတွေနဲ့လိန်နေတယ်ကေပေးတွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာ Facebook တွေမှာတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ် တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိကြက်ကြက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်အဲ့တော့သူကမိတ်တင်ကိုပြောတာလေဖြစ်ချင်မှာဖြစ်မှာပေါ့အဲ့တော့မိတ်တင်ဘာမှပြမပြောဘူးလားမိတ်တင်ဘာလို့ငြိမ်ခံနေရလဲဆိုတဲ့သူဒီအတွက်ကိုဒီ post လေးတင်ပေးတာဖြစ်ပါတယ်ဟိုစိတ်နေတယ် သူများရဲ့စိတ်မျိုးကိုလိုက်လွင့်ပြီးတော့ရောင်းပေးနေတဲ့အမကြီးကလေမိတ်တင်ကိုဘလူတွေပြောနေတာမိတ်တင်ကိုလေဘလူတွေစိုးနေတာမိတ်တင်ကိုလေဘလူတွေအလုပ်နေတာဘလူတွေလိုက်လွင့်နေတာဆိုပြီးတော့မှလာပြောတဲ့သူတွေအများကြီးပေါ့နော်သူကအော်သူ့မှာတတိမရှိလို့တောင်မှမိတ်တင်ရဲ့နာမည်ကိုသူထုတ်ဖော်ပြီးမပြောရဘူးလေနော်ချက်ချက်မှဖြစ်မှာပေါ့ နော်ပြောချင်မိတ်ပင်ရဲ့နာမည်ကိုနော်နာမည်တက်ပြီးတော့ပြောပေါ့နော်အဲ့တော့နာမည်တက်ပြီးတော့မပြောရဲတဲ့ပေါ့နော်သူ့လိုသူ့လိုပေါ့နော်သူများအကြောင်းပြောမှ ထမင်းစားရမဲ့သူမျိုးမိတ်ပင်ကဘာလို့သူ့ပြိုင်ပြီးဖြစ်နေမှာလဲမဖြစ်တော့ဘူးမိတ်ပင်နော်ကိုဖြစ်လိုက်ရင် ကိုကလူဆိုးဖြစ်တယ်အဲ့တော့ကိုကလူစုအဖြစ်မခံတော့ဘူးเนาะ तू မပြော तू တောင်ကိုနာမည်ကိုတက်ပြီးမပြောရဲလို့ เนาะမပြောတာကိုကိုယ်ကသူ့ဘာလို့ပြောနေတော့မှာလဲเนาะအဲ့တော့လူဆိုတာကเนาะလူဆိုတာကကိုယ်တမိုင်းကိုရေးကြတာပါကိုယ်အကြောင်းကိုကိုယ်လုတ်ကိုလုတ်ကြတာကိုယ်တမိုင်းကိုရေးကြတာသူတို့လို့ပေါ့เนาะသူများအကြောင်းပြောမှာထမင်းစားရတဲ့သူတွေသူများအကြောင်းပြောမှာထမင်းဝါတဲ့သူမျိုးတွေဟာเนาะ အမတန်ရှက်စရာကောင်းပါတယ်မိမိကိုကိုမိမိကမသိတာပေါ့နော်လူတွေဆိုတာကသူတို့ပြောလိုက်တိုင်းသူတို့ပြောလိုက်တဲ့စကလုံးတစ်လုံးရဲ့ဘဝတွေဟာအစ်တီလူတယောက်ရဲ့ဘဝမဟုတ်ဘူးနော်သူပြောလိုက်လို့လည်းမေ့တင်ဘဝကြီးကပြောင်းလဲသွားမှာလည်းမဟုတ်ဘူးကျမဒီနေ့ဘာပြောချင်လဲဆိုတော့ ကြိုတင်ပြီးတော့ကျမရင်တခါလဲပြောခဲ့ပြီးသားပါเนาะဒါပေမဲ့လေအခုပြန်ပြီးတော့မှနောက်တစ်ချိန်ပေါ့เนาะဒါထပ်ပြီးတော့မှပြောတာပါဒုတိယအချိန်လားတတိယအချိန်လားတော့မသိပါဘူးကျမအရင်ပြောခဲ့ပြီးသားပါเนาะဘာလေးတွေတွေ့နေလဲဆိုတော့ကျမတဲမှာလဲကျမတော်တော်လေးကြည်နေနေတွေ့နေတယ်ရွှေစုစာအုပ်စုဖို့အတွက်ပြီးဆိုပြီးတော့မှကျမတို့အရင်မဲတွေစုတယ်လို့ပဲခေါ်နေကြတာ နော်အာသူတို့ရဲ့စကားကတော့တရွေးပဲစုစုနေရွေးပဲစုစုသုံးပြည့်မဲ့အတူတူပတ်စံလေးတွေစုနေပတ်စံလေးတွေ9000တသိန်းသုံးပြည့်မဲ့အတူတူဒီမှာစုလို့ရတယ်ရွှေစစ်ဆောင်လေးလုပ်ထားပေးမယ်ဆိုပြီးတော့မှဒီလိုမျိုးလေးတွေဒါရက်ွက်သေးလေးတွေမှာအာဒီလိုလေးတွေနဲ့လုပ်ပြီးတော့မှ post လေးတွေတင်ပြီးတော့မှခေါ်နေကြတာလေးတွေတွေ့တယ် နော်ဆိုတော့ခေါ်နေကြတာလေးတွေ့တဲ့ခါကျတော့ကျမပြောပြချင်တယ်အဲ့ဒီအတွက်ကိုကျမအမြဲတမ်းပြောပါတယ်ကျမအင်းငယ်ပြောဆိုချက်တွေဟာလူတစုကကျမကိုမုန်းပါမင်းလို့ကျမပြောပြီးသားဒါပေမဲ့အဲ့ဒီမုန်းတာတွေကိုဂယုမဆိုင်ဖဲနဲ့မကြောက်ဖဲနဲ့ပြောတာဒီအများကောင်းစေချင်လို့ပြောတာပါနော်ဆိုတော့ကျမအတွက်ဒီစကားတွေမပြောလဲကျမကဘာမှမဖြစ်ဘူးဒီစကားတွေပြောလဲ ပြောရင်ဘာဖြစ်လဲဆိုတော့ကျမကိုလူမုံများတာပေါ့နော်မုံနဲ့လူရှိတာပေါ့ဒီစကားကြီးမပြောရင်ရောကျမကဘာဖြစ်လဲဆိုဘာမှမဖြစ်ဘူးနော်ပြောရင်ရောကျမကဘယ်သူကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ဘာအကျိုးမှမရှိဘူးဒါပေမဲ့ကျမစကားကိုနားထောင်လိုက်ရတဲ့သူတွေကတော့အကျိုးရှိသွားမယ်အဲ့တော့မုံညင်မုံလို့ရပါတယ်နော်မုံမုံညင်မုံလို့ရပါတယ်မုံမှာလွတ်လွတ်လပ်လပ်မုံလို့ရတယ်နော်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အိမ်ရွှေစုစာအုပ်ကလေးတွေအဲ့တော့အရင်တုန်းကကျမတို့မဲတွေဆိုပြီးမဲတွေစုကြတယ် အဲ့တော့ဘသူဒီအများဆုံးဆိုအမျိုးသမီးတွေပေါ့ရက်ွက်ထရအမျိုးသမီးတွေเนาะမဲတွေစူးကြတယ်မဲတွေစူးကြပြီကျမတော်ပါပါတယ်မဟုတ်ဆိုရင်းနေတဲ့သူတွေလေမမပါပြီးပါအောင်ဆိုအဲအဲ့လိုတွေပြောသူတို့ရဲ့ဟာတွေကလည်းကိုယ်လည်းကိုယ်လည်းနားမလဲသိလားဟာဘလိုတွေဘလိုတွေလီလံမဲတွေရောဘလိုစုမဲတွေရောပါအများကျမနားမလဲကျမတော့ပုံကိုရေးအရာပဲလူနဲ့ပဲပေါ့ကိုနဲ့ရင်းနေနေတယ်ဟာကိုယ်လည်းပါပြီးပါအောင်မမမအားဖြည့်ပေးပါအောင်ဘာညာဆိုအိုးဘလိုပဲဖြစ်အကိုကတော့ငွေလိုတဲ့သူမဟုတ်ဘူးငွေလိုတဲ့သူမဟုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျမကတော့ပတ်စံမယူဘူးရတယ် ကျွန်မနာမည်ကျော်အမှုပညာရှင်ဟောင်းလုပ်ငန်းရှင်မအေတင်ကိုဟာသူမရဲ့ကုမ္ပဏီထုတ်နှခန်းနီတောင်များကိုတိန်းတသိန်းခွဲနှုန်းဖြင့်လူ6500ကျော်ထံ6လအရေးကြစနစ်နဲ့ရောင်းချခဲ့ပြီးမဲပေါက်သူများကိုမန္တလေးမြို့ပေါ်ကတန်ဖိုးတိန်းတသောင်းကျော်တန်နှစ်ထပ်ခွဲတိုက်ဆောက်လုပ်ပေးမဲ့စီမံကိန်းအကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။သူမအနေဖြင့်ငလင်လုတ်ခတ်မှုမှာပင်မိသည့်တလုံးမကျွေခဲ့သည့်တိုက်ကိုစေတနာပြည့်နဲ့စနစ်တကျဆောက်လုပ်ခဲ့ကြောင်းနှင့် အလုတ်ကိုစနစ်တကျလုတ်ခဲ့ပြီးပစ္စည်းခိုတာမျိုးမလုတ်ခဲ့ကြောင်းပြောကြတာပြဿနာများစွာကိုကြော်လွားပြီးဘူးပေါင်း9ရာကျော်အကြောင်းမျိုးမျိုးကြောင့်ငွေပြန်အန်တောင်းလို့ငွေပြန်အန်ပေးခဲ့ရကြောင်းရင်းဖွင့်ပြောဆိုထားပါတယ်။တချိန်ထဲမှာပင်နမဲကြီးစင်ဆိုင်ပိုင်ရှင်အမျိုးသမီးလုပ်ငန်းရှင်ဒေါ်အယ်မွန်တင်းကလည်း online ပေါ်ကနေစုမဲစနစ်ဖြင့်ပစ္စည်းရောင်းချခြင်းနဲ့ငွေစုဆောင်ခြင်းများကိုလုံးဝမယုံကြည်ကြဖို့မြန်မာပြည်သူများကိုအထူးတတိပေးခဲ့ပါတယ်။ ဒေါ်အဲမွန်တင်းကမန္တလေးမှအမျိုးသမီးကြီးတဦးကိုနာမည်တက်မပြောဘဲစုမဲနဲ့ငွေလိမ်မှုဖြင့်တရားစွဲခဲ့မှုကြောင်းရှေ့နေခသိန်း190ကုန်ကြခဲ့ပြီးတရားခံကိုအချုပ်ချနိုင်ခဲ့တော်လဲ၃ရက်ကြာတွင်ပြန်လည်လွတ်မြောက်သွားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဤသို့အွန်လိုင်းပေါ်တွင် စကားစစ်ထိုးမှုများဖြစ်ပေါ်လာခဲ့တော်လဲအေတင်ကိုကဒေါ်အဲမွန်တင်းသည်သူမ၏နာမည်ကိုတက်မပြောရဲသည့်အတွက်မြည်တီးတုံ့ပြန်မှုမှာပြန်လည်လှောက်ဆောင်မည်မဟုတ်ကြောင်း အွန်လိုင်းရုပ်တံမှတဆင့်ကြီးညာခဲ့ပါတယ်။ဟောပတ်စံဟိုမဖြစ်နဲ့အဲမပေးနဲ့ဟိုကျွန်မနောက်ဆုံးကြမှာပဲယူမယ်ထုတ်ထုတ်ထုတ်သူကျွန်မအမြင်လည်းမပေးချင်ဘူးသူများကိုအမြင်ပေးပြီးပတ်စံထုံးရလောက်အောင်လဲကျွန်မငွေမလိုနေတော့နောက်ဆုံးမှယူမယ်ဒါဆိုရင်အမြင်ပေးစရာမလိုဘူးပေါ့ကျွန်မကူညီတာလေးတို့တွေတော့ပါမယ်ဆိုအဲ့လိုပဲထ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 ဲကိုလည်းထုတ်မယ်ဆိုပြေးကိုထုတ်ခန်းဒီဆိုပြေးတယ်လားကိုထုတ်ခန်းဒီဆိုပြေးတင်းထောင်ချီเนาะအဲ့လိုမျိုးရင်းနှီးတဲ့သူတွေပဲနှစ်ဦးသုံးဦးဒီလိုနဲ့ပါခဲ့တယ်ပေါ့เนาะအဲ့တော့ပါလဲဆိုတော့ဇရိတာပေါ့ ကိုကျင်တရားပေါ့အဲ့တော့အဲ့ဒီမဲတွေကတော့လူတွေကတော်တော်များများလဲခံပြီးသွားပြီးပြီးတော်တော်များများလဲအဲ့တော့အခုအဲ့မဲသမားတွေကပြီးကြရောအဲ့အချိန်မှာပြီးကြပြီးတော့မှတစ်နှစ်တန်နီနှစ်နှစ်တန်နီနဲ့ပျောက်သွားရောဟောပြီးလဲပြီးရောအာ ဘာမှမဖြစ်တော့တယ်လို့ပဲပြန်ပေါ်လာတယ်เนาะပြန်ပေါ်လာရင်ဒီဘက်ကပါသွားတဲ့သူတွေဒါဘဝပြတ်တဲ့သူတွေအခက်ခဲဖြစ်သွားတဲ့သူတွေဒုက္ခရောက်တဲ့သူတွေနဲ့ဒါဖြစ်တယ်သူတို့ကအချိန်တစ်ခုလဲရောက်လဲရောက်ပေါ့သူတို့ကလိုင်းပေါ်မှာတထိန်เนาะပြန်ပေါ်လာကြတယ်เนาะဆိုတော့ဒါလည်းအကုန်လုံးတည်ပြီးဖြစ်ပါလိမ့်မယ်အခုလာပြီနောက်တစ်မျိုးရွှေစုစာအုပ်ဆိုပြီးတော့မှလာတယ်เนาะဆိုတော့ကျွန်မတိတိကျကျတစ်ခုပြောရရင်တော့ဥပဒေကြောင်းအရာလဲတရားမဝင်ဘူး နော်ရက်ဝတ်ထဲမှာရွှေစုစာအုပ်စုဖို့အတွက်ခေါ်နေတာတွေကဥပဒေကြောင်းအရပြောရမယ်ဆိုရင်တော့အဲ့ဒီဟာဒီတရားမဝင်ဘူးကျမတို့တွေကဒီရွှေဆိုတာတက်တူတွင် license ရှိမှရွှေလုပ်ငန်းကလုပ်လို့ရတယ် နော်ကျမတို့ရှေးဆိုင်နေဖွင့်နေဆိုရင်ကျမတို့ကចောင်းမြန်လိုင်စင်တက်တူတွင်လိုင်စင်စသဖြင့်အဲစီပင်လိုင်စင်စသဖြင့်ဒီလိုမျိုးအစိုးရစီမှာလိုင်စင်နေဆောင်အခွန်နေဆောင်ပြီးတော့မှရွှေဆိုင်နေကျမတို့ရေဒနာဆိုင်နေဆိုတာဖွင့်လှစ်ထားရတာနော်အဲ့တော့ဒီတိုင်းမဲ့ရက်ွက်ထဲမှာဘာမှမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့မှကျမတို့တခါရင်အဲရွှေစစ်စာအုံးနဲ့စုလို့ရတယ်ဆိုပြီးတော့မှ ခေါ်နေတာတွေဟာဒီဥပဒေကြောင့်အညာတရားမဝင်ဘူးနံပါတ်1အချက်တည်ထားဖို့ ဥပဒေကြောင်းရတရားမဝင်မှုဒါဆိုရင်အဲ့ဒီလိုစုတဲ့သူတွေဟာတကယ်လို့ something wrong ဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကိုမရနိုင်ဘူးဟုတ်ပြီနော် ဆိုတော့အဲ့တော့ကျမတို့ဒါဆိုရင်ဆိုင်နီရရောဆိုတော့ဆိုင်နီကသူကနှိရှီလာများဆိုင်နဲ့ကနားနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဆိုင်ကြီးနေရတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ယွန်နိုင်စားနိုင်နေဟာသူ့ရဲ့နာမည်ဂုံတရင်ဆိုတဲ့ဟာရှိတယ်နောက်တခါသူဟာတရားဝင်အစိုးရမှာအခွန်ဆောင်ထားပြီးသားလုပ်ငန်းလိုင်စင်တွေရှိထားပြီးသားအဲကျမတို့အာတရားဝင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမကသီးစားအနေနဲ့မပြောလို့ဘူး နော်ဆိုတော့အဲ့လိုမျိုးပြောရင်လည်းပတ်စံရှိတဲ့သူဘက်ကပါတယ်ပတ်စံမရှိတဲ့သူဘက်ကပါတယ်မြင်လာမပြောနဲ့ဒါဥပဒေကြောင်းအရာနဲ့ကျမကတရားဝင်မှုတရားမဝင်မှုပြောပြတာနော်ငွေရှိတဲ့သူဘက်ငွေရှိတဲ့မလူဘက်လို့မဟုတ်ဘူးအဲ့တော့ဒီလုပ်ငန်းကြီးတွေကစိုင်းကြီးတွေကလုတ်တယ်ဆိုရင် ကျမတို့ကဒါနှစ်ရှီလာများထူထောင်နိုင်ရဲ့သူ့ရဲ့ brand image ကိုတို့တို့လွယ်လွယ်ကူကူနဲ့မချိုးဖောက်ဘူးဒီအတွက်ကျမတို့ကယုံကြည်လို့ရောက်တဲ့အနေအထားမှာရှိတယ်။ Okay ဒါဆိုရင်ကျမတို့ရက်ွက်ထဲကိုပြန်ဆဲမယ်။ရက်ွက်ထင်းကနေရွှေစုဆောင်အောင်ဆိုပြီးတော့မှကျမတို့လုပ်နေတဲ့သူတွေဘယ်မှလဲအာမခံချက်တခုခု something wrong ဖြစ်ရင်ဘယ်မှလဲအယောအဆဟုတ်တယ်နော် ဆိုတော့ရွှေစုလို့ရတယ်ဟော့ပေါ့စားမယ်တူတူရွှေ9000မိုးလာစုလိုက်တရင်းလာစုလိုက်နှစ်ရင်းလာစုလိုက်သုံးရင်းလာစုလိုက်ဆိုပြီးတော့မှဒီလိုပဲဟုတ်ပြီကျမတို့က9000စုမယ်တသိန်းစုမယ်နှစ်သိန်းစုမယ်သုံးသိန်းစုမယ်နော်ရွှေတရွေးရနေဆူရင်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 နဲ့ကဲတနှစ်ပြည့်သွားပြီသူစီမှာကျမတို့ကရွှေ3လေးချက်သားဖြစ်သွားပါပြီတဲ့ ကျမတို့ရွှေမယူထားသေးဘူးကိုပတ်စံပဲပေးထားတာလေ။ तू ကဒီပတ်စံကိုရွှေဝယ်ထားခြင်းလဲဝယ်ထားမယ်။ तू another business လုပ်ခြင်းလဲလုပ်မယ်။ तू တခုခုလုပ်ခြင်းလဲလုပ်မယ်။ Okay အဲ့ဒီအချိန်မှာကျမတို့ကကိုရွှေယူတော့မယ်ပေးတော့ငါရွှေပေးတော့ဆိုတော့မပေးနိုင်သေးဘူးဆိုရင်ဘာနဲ့တောင်းမှာလဲ။ဘယ်လိုတောင်းမှာလဲ။ဟုတ်လား။ကိုပတ်စံကိုသူများကိုအပ်ထားရတဲ့ကိစ္စအဲ့ဒီအတွက်ဘာမှ အကာအကွယ်မရနိုင်ဘူးအဲ့တော့ရက်ွက်แท้ဒီမှာရွှေစုစာအုပ်ရွှေစုစာအုပ်ဆိုပြီးတော့မှလုံနေတာတွေခက်စိတ်စိတ်ကြီးတွေ့လာရတယ်ဟိုခုနကစုမဲကိစ္စလိုပဲအချိန်တန်ရင်ပြီးသွားရင်မိမိမစားရဲမတောက်ရဲချွေးနေစာတွေအလဟတ်တပါမယ်ဟုတ်ပြီလားစုချင်မလားစုချင်ကိုယ့်အိမ်မှာစုပုံးလုပ်ထားလိုက်ငါးတောင်ရွှေတွေးစာစုမယ်မလားအေးငါးတောင်စုပုံးနဲ့ကိုထည့်လိုက်တသိန်းလား တသိန်းစုပုံးနဲ့ကိုထဲလိုက်နှစ်သိန်းစုကြံလာနှစ်သိန်းစုပုံးနဲ့ကိုထဲလိုက်အဲ့ဒါကိုပစ္စည်းကိုလက်ထဲမှာမြင်ရတယ်နော်အဲ့တော့ဆိုင်ကြီးတွေကရွှေဆိုင်ကြီးတွေကရွှေစုစာအုပ်လို့လောက်တာနဲ့ရက်ွက်ထဲဒီမှာပါရွှေစုစာအုပ်ဆိုတဲ့ကိစ္စပေါ်လာတယ်အဲ့တော့ကျမတို့တိုင်းပြည်မှာမှန်တာပြောရင်လူမုံနဲ့เนาะကျမလည်းရွာပြင်ထွက်ရတော့မယ်ရွာပြင်မှာကျမကလည်းအိမ်လေးအိမ်ကြီးအိမ်ကောင်းတလုံးကောင်းကောင်းတော့စောက်ထားမှရတော့မယ်ဘယ်သူတွေပေါ်လိုက်မလဲရွာတယ်ဖို့เนาะဆိုတော့လေအဲ့တော့ ဒီစုမဲတွေနော်နောက်တစ်ခါအခုရွှေစုစာအုပ်ဆိုပြီးနောက်တနည်းနဲ့ပေါ်လာပြန်တယ်ရွှေစုစာအုပ်တွေဒါရီယာတရားမဝင်ဘူးဘာမှ license လည်းမရှိဘူးနောက်တစ်ခါအပေါင်ခံတယ်ဆိုရင်တောင်မှလीကျမတို့ကဥပဒေတွေကိုသိဖို့လိုအပ်တယ်ကျမတို့အပေါင်ခံတယ်မဟုတ်လားကျမတို့ကအခုရေဒနာဆိုင်ပေါ့အခုကျမတို့ကနေတဲ့အိမ်ပေါ့ရေဒနာဆိုင်ပေါ့နော်အပေါင်ခံတယ်ပေါ့အပေါင်ခံတယ်ကိုယ်စီမှာပေါ့အပေါင်ခံမယ်ဆိုရင်ကျမတို့ကအပေါင် license မရှိဘဲနဲ့အပေါင်ခံလို့မရဘူး မြို့နယ်အပေါင်ဆိုင်ကတိသွားတယ်ဆိုရင်တရားစွဲလို့ရတယ်။သူကဒီမြို့နယ်မှာအမိန့်ရအပေါင်ဆိုင်ဆိုပြီးတော့မှအစိုးရကိုသူကအခွန်ပေးထားပြီးတော့မှသူကဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမြို့နယ်ထဲမှာအခွန်မယူဘဲအခွန်မဆောင်မင်းနဲ့ဒီလိုမျိုးအပေါင်ခံတဲ့သူတွေကိုဒီအမိန့်ရအပေါင်ဆိုင်တွေကတရားစွဲလို့ရတယ်။နောက်တစ်ခါဥပဒေကြောင့်အညာတရားမဝင်မှု အပေါင်ခံစားလို့မရဘူးကိုကနားလည်မှုနဲ့သာအချင်းချင်းဒီလိုမျိုးလုပ်ကြတာလေနော်ဆိုတော့လေကျမတို့ကဥပဒေတွေကိုတည်တည်ငြိမ်ငြိမ်သိထားတော့မှဘင်ဟာတော့ဖြင့်ကို့အတွက်အကာအကွယ်ရနိုင်တယ်ဘင်ဟာတော့ဖြင့်ကို့အတွက်အကာအကွယ်မရနိုင်ဘူးဆိုတာသိရမှာအဲ့တော့ကျမတို့မြန်မာပြည်မှာအဲ့လိုမျိုးပြောရင်အဲဆဲမှာပေါ့နော်ဘာဖြစ်လို့ဆဲမလဲဆိုအဲ့လူတန်းစားလုံနေတဲ့လူတန်းစားတရက်ကကျမကိုမုံမှာပေါ့ကျမကိုဆဲမှာပေါ့ဂယုမဆိုင်ပါဘူးနော်ကျမလေအဲ့တော့ခုနကပြောတဲ့စုမဲတွေကိုပစံသူများလက်ထဲပင်းရတာ ပြီးပြီးတာပဲเนาะမှန်ကန်နေဆိုတာအင်မတန်ရှားပါတယ်เนาะနောက်တစ်ခါခုနကပြောတဲ့ရွှေစုစာဟုတ်ကောဩနောက်ထပ်ပုံစံတစ်မျိုးနဲ့ပေါ်လာပြီနောက်တစ်ခါမဲရောင်းတာအိမ်မဲကားမဲရောင်းတာတွေတရားမဝင်ပါဘူးเนาะအိမ်နေအိမ်ကဘလောက်မဲတမဲကိုတသိန်းနဲ့ရောင်းနေဘလွန်နောက်တစ်ခါကားမဲရောင်းနေချင်းနံပါတ်အတိုင်းနဲ့ကားမဲရောင်းနေအဲ့တော့ချင်းတိုင်းတိုင်းတာပဲလीဟုတ်လား တောင်းလုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလားတသိန်းလို့နှစ်သိန်းလို့သုံးသိန်းလို့ကျမတို့ချဲထိုးနှလုံးထွင်းအောင်မှကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်တရာဘိုးထိုးခြင်းထိုးလို့ရသေးတယ်နော်တထောင်ဘိုးထိုးခြင်းထိုးလို့ရသေးတယ်သူကချင်းနံပါတ်အတိုင်းနဲ့ကားမဲတမဲကိုဝယ်လို့ရှိရင်သုံးသိန်းလန်ခရူဇာကြီးအဲ့ဒါချင်းရောက်စားတာပဲလေဟုတ်လားအဲ့ဒါချင်းရောက်စားတာပဲ အဲ့တော့ဘာလုပ်လဲဆိုတော့နလေးပလင်းနဲ့လုံနေကြတာတကယ်တော့ဒါနေကိုလည်းတတ်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတင်းတင်းကျပ်ကျပ်အရေးယူပေးဖို့လိုတယ်ကောင်းမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲဒါကြားဖြတ်နေလုံနေတာနော် သူများရဲ့ငွေကိုခေါင်းစဉ်ပေါင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလဲနော်အိမ်မဲ အိမ်မဲဆိုပြီးရောင်းထားတယ်နှစ်တည်သာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလိမ့်ဘူးအဲ့တော့သူကအိမ်မဲကသိန်းသပေါင်းလို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာသူ့မှာသိန်း9000မဲရသေးလို့မဖောက်သေးဘူးအော်သူကသိန်း9000သူ့လက်ထဲမှာရထားပြီးပြီလေသူကအေးအေးဆေးဆေးပဲဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့ဒါကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာရီကိုလေတင်းတင်းကြပ်ကြပ်အေးအေးယူပေးဖို့လိုတယ်လူတွေလည်းသိဖို့လိုတယ်ဒီ knowledge